မေရိကန်ရောက်မြန်မာတွေတော့ဒုက္ခရောက်ပြီဗျာဒုက္ခရောက်ပြီအခုအမေရိကန်ဒေါ်လန်ထရန့်ပြန်တော့တော့မယ်အဲ့မှာမြန်မာတယောက်ရဲ့ပြောထားတဲ့စကားကိုကျွန်တော်အတူတူနားထောင်ကြည့်ကြအောင်ဗျာနော်ပြောမစ TPS ကိုရုပ်သိမ်းတဲ့အကြောင်းရင်းကိုပြောမစွင်ကျွန်တော်တို့ရီဘူးရဖြစ်ပေါ့နော်နှစ်မျိုးကျွန်တော်တို့တွေ့ရတယ်ပထမတစ်ခုကမြန်မာရဲ့မြန်မာပြည်တွင်းနိုင်ငံရေးပေါ့နော်ပြည်တွင်းနိုင်ငံရေးကိုသူတို့ကြည့်ပြီးတော့တုံတက်တာရဲ့ နောက်တစ်ခုကသူတို့ရဲ့ဒီဟွာပေါ့နော်ဒီအမျိုးသားလုံခြုံရေးပေါ့နော်ပြောမှဆိုရင်ဒီအမျိုးသားဒီဟွာပေါ့ national interest နဲ့ security နဲ့ကျွန်တော်တို့အကြောင်းပြတာကိုကျွန်တော်တို့တွေ့ရပါတော့နော်ဆိုတော့ပထမတစ်ချက်ကိုကျွန်တော်တို့ကြည့်အောင်ဆိုတော့အဲ့ထဲမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုတော့ဒီ overstay ပေါ့နော် visa ဟိုပြောမှဆိုရင် visa ကုန်ဗမာဒီမှာထပ်ပြီးတော့ဟိုနေထိုင်တဲ့ရှေ့ရဟာတွေအကြောင်းပြတာကိုတွေ့ရတယ်ဒီ gain နေနဲ့ပတ်သက်ပြီးတော့ဒီပခတွေဥပမာပေါ့နော်ကျွန်တော်တို့ US မှာ gain တွေအများကြီးရှိရလေ ဆိုတော့အဲ့ဟာတွေကကျွန်တော်တို့ဒီတို့ပြောတဲ့စာတန်းပါတွေပဲရှိရဆိုပြောမှဆိုရင်ဒီအချက်လက်နဲ့အဲ့လိုထောက်ပြတာမရှိဘူးအဓိကပို့ပြီးအချက်လက်နဲ့ထောက်ပြတာက overstay များတယ်ဆိုတော့ဟာပဲအဓိကထောက်ပြပြတာများတယ်ပေါ့နော်အဲ့ဟာကြတော့လေပြောမှဆိုရင် overstay များတယ်ဆိုပေမဲ့ဟိုအခုကအစ်စ်မလာတော့ဘူးလေမြန်မာနိုင်ငံကအစ်စ်မလာတော့ရှိပြီးသားတယ်ပဲကွာပြီးတော့ပြောမှဆိုရင် legally နဲ့ပဲဒီတိုင်းပဲလှုပ်လှုပ်နေကြတာကွာ အဲ့ဒါပထမတစ်ချက်ပေါ့နော်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ဒီအာပြည်တွင်းနိုင်ငံရေးကိုအကြောင်းပြတာကျွန်တော်တို့တွေ့ရတယ်အဲ့ဒါကတော့ပြောမဆိုရင်တော်တော်လေးတော့ဒီအကြောင်းပြချက်တွေကတော့တိတ်မလှဘူးပေါ့ဗျာအရေးပေါ်အကြီးညာချက်ကာလပြီးသွားပြီပေါ့နော်ပြောမဆိုကာလုံကာလုံကိုပြန်ပြန်ပြီးတော့အနာအလိုက်ပြီးဆိုတဲ့ဟာတွေကျွန်တော်တို့ဒီတွေ့ရတယ်ပေါ့နော်ဒီ SAC ကလည်းကာလုံပြန်ပြန်အနာအလိုက်ပြီးဆိုတဲ့ဟာတွေကျွန်တော်တို့တွေ့ရတယ်ပြီးတော့ ဒီ ceasefire ပေါ့နော်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ successful ဆိုတဲ့ဟာကြီးပြောအောင်မြင်တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတဲ့ဟာကြီးစကလုံးတွေတွေ့ရတယ်ပြီးတော့လာမဲ့ပြောမှဆိုရင်ဒီအာအော်ပြောမှဆိုရင်ရွေးကောက်ပွဲပေါ့နော်လာမဲ့ရွေးကောက်ပွဲရွေးကောက်ပွဲမှာလည်းတို့တုံးထားတဲ့ဟာကလည်းလာမဲ့ရွေးကောက်ပွဲမှာဟိုပြောမှဆိုရင် free and fair ဆိုတဲ့ဟာကြီးပေါ့နော်ကျွန်တော်တို့အတုံးလုံးတွေကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ USU ရကဒီလိုမျိုးတုံးလုံးတွေပြောမှဆိုရင် ဒီဟိုစစ်တပ်ကအမေရန်ဒီမြမအလင်းတို့ပြောမဆိုရင်ဒီဟိုကျင်းမုံတို့မှာအမေရန်ပြောတဲ့စကားလုံးတွေဒီတိုင်းကိုယူရဟာရတွေ့ရတာကအင်မတန်မှဟိုတော်တော်လေးထူးဆန်းတယ်ပေါ့နော်ဆိုတော့အဲ့အကြောင်းပြချက်နှစ်ချက်အပြင် နောက်တစ်ခုစဉ်းစားလို့ရတာကစစ်တပ်ကသူတို့အရင်တော့တုံးထားတဲ့ lobby တွေကလည်းဒီခန်းကဏ္ဍမှာဘယ်လောက်ပါလဲဆိုတော့ကျွန်တော်တို့သိတော့မသိရဘူးပေါ့နော် TPS ကို ပြောမဆိုရင် မကြခင်ပိတ်တော့မယ်ဆိုတာကတုံးတက်မြန်မာနိုင်ငံရေးတုံးတက်တဲ့သူတွေကတော့ဒါတော့ကျူတင်ခံမှန်းပြီးသားပဲပြောမစစ်တုံးတက်တဲ့သူတွေတို့ကတော့အရန်တော့ဟိုပိတ်လိုက်တာကတော့အရန်အော်ဆရာတော့မဟုတ်ဘူးဒါပေမဲ့သူတို့ပြောတဲ့အကြောင်းအရာတွေပေါ့နော်အခုသူတို့ဒီဆာရွက်စာတမ်းမှာရေးထားတဲ့အကြောင်းအရာတွေကအော်ဆရာဖြစ်တယ် US ဆိုရကဒီလိုမျိုးအကြောင်းပြချက်တွေကိုတုံးတာကတော့အင်မတန်မှအထူးသဖြင့်ပေါ့နော်ဒီတွင်းနိုင်ငံကြီးတိုးတက်လာတဲ့ဆိုတော့စကလုံးတွေအထူးသဖြင့် ဒီပြည်တွင်းမှာစစ်တပ်ကရွေးကောက်ပွဲတွေလှုပ်ထားတဲ့ဟာတွေဥပမာရင်းချဲရေးလှုပ်ထားတဲ့ဟာတွေကအောင်မြင်တယ်ဆိုတဲ့ဟာတွေကအင်မတန်မှကျွန်တော်တို့အာဟိုဘာပေါ့နော်ဒီ USO ရအနေနဲ့အဲ့လိုတုံးတာတော့ဒီနည်းနည်းအော်ဆရာဖြစ်တယ်လို့တော့မြင်တယ်ပေါ့နော် တေချာလာကတော့ဒီတမရထရမ့်ရဲ့ foreign ဒီဟိုပါတော့ပြည်တွင်းရေးပဲဖြစ်ဖြစ် foreign policy ပဲဖြစ်ဖြစ်အတိအကျသူ့ရဲ့ policy ကလည်းဆန်သက်လာတယ်လို့ပဲကျွန်တော်တို့ကမြင်နေပေါ့နော်ပြီးတော့ဒီဟာထုတ်ပြန်လိုက်တဲ့ဟာကပြောမှဆိုရင်ဒီဟိုပါပေါ့နော်ဟိုဒီအမိအမေလုံခြုံရေးဌာနပေါ့နော် Department of Homeland Security အဲ့ဟာကပြောမှဆိုရင်ဒီဟိုမြန်မာ ဒီမြန်မာနိုင်ငံဟိုအခြေအနေနဲ့ကျွန်တော်ပြောမစင်ဘာပေါ့နော်ဗီထေးဝင်ကြီးဌာနလို့ပဲဟိုကျွန်တော်ပြောကြပါဆိုပါတော့အဲ့ရနဲ့လာတဲ့ခါကျတော့ပြောမစင်လုံချုံရေးတွေပါညားတွေအကုန်လုံးကြောင်းပြပြီးတော့ဒီကလာတဲ့ခါကျတော့ပြောမစင်အဲ့ဝင်ကြီးကလည်းတမရထရမ်နဲ့အမတမရင်းနေရတယ်ဆိုတော့အဲ့ဟာကတော့ပြောမစင်ဟို ဒီ US government ပေါ့နော်အစိုးရရဲ့ policy ဆိုတာဟာတော့တိကျပြောလို့လို့ရတယ်။အမတစ်ဖက်မှာကြတော့လေ US အစိုးရလို့ပြောချင်မှာတစ်ခါတလေကြ Congress တွေပါရလေသူတို့ရဲ့ different ပါပေါ့နော်သူတို့ရဲ့ policy ကောင်းရှိကောင်းရှိနိုင်တယ်ပေါ့နော်။တစ်ခါတလေကြ party ပေါ်မှာလည်းမတူတာရှိပေါ့နော်ဆိုတော့လာမဲ့ကျွန်တော်တို့ရက်တစ်ပတ်တွဲမှာပေါ့နော်။ဒီထုတ်ပြန်လာတဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ Congress ကပေါ့နော်လို့ထုတ်ပြန်လာဆိုတော့ဟာကလည်းကျွန်တော်တို့အမှန်ကိုကြည့်ရမယ့်အချက်လက်တစ်ခုထဲမှာပါတယ်လို့ကျွန်တော်ကမြင်တယ်ပေါ့နော် အဲဒါအမေရိကန်နိုင်ငံမှာဒါထပ်သိမ်းလိုက်တဲ့သူတို့ TBS ပေါ့ဗျာဒါထားလိုက်ပါတော့ဒီကိစ္စတွေကိုရှင်းရှင်းဝေးပြောမိတော့ပေါ့ကြားပြီးကြားပြီးသွားပြီဆိုတာเนาะအဓိကပြောချင်တာကိုပဲပြောတော့မယ်ဒေါ်နယ်ထရန့်အတော်မှာအမေရိကန်အစိုးရတော်မှာဟာလာဒါကာလုံဝါနေပြီးတော့မှသူတို့ပြန်ပြီးတော့အလိုက်ပြီးအရေးပေါ်အခြေအနေကပြီးသွားပြီ အရေးပေါ်ချိန်ပြီးအောင်မြင်သွားပြီတိုင်းပြည်မှာအေဂျင့်သွားပြီဆိုဒေါ်လန်ထရန့်အမေရိကန်မှာနေတဲ့ဒေါ်လန်ထရန့်အောင်သိတယ်ဘာဖြစ်လို့ထိုင်းနိုင်ငံမှာနေတဲ့ငစီရမသိတာဒါကျွန်တော်စဉ်းစားလို့မရဘူးဟုတ်လားအေးကုလသမဂ္ဂဘာလို့မသိတာလဲဟမ်ပြီးတော့ဒီတိုင်တို့ဘာညာအီးဘက်ကလူဘာလို့မသိတာအမေရိကန်ညလုံးရဲ့ချဲ့တာလားနော် နှလုံးရချဲ့ထားတာဟာဇင်ဝါပြီးကိုဖြူပြဲပြီးချဲ့ထားတာဟာဒီမှာတည်တည်ဝါပြီးအေးချမ်းဝါပြီးကြားပြန်နေကိုလည်းတောင်တော်ကြီးကကိုယ်တိုင်ကနေနေကြပြီးပါပြီဒါအကြံဘက်တွေမှာတောင်တော်ကြီးကတောက်ဆော့နေနေပြီးရှင်းချပြီးပါပြီအာဒါလုံးပြီးသွားပြီဒါလို့ဒီကျွန်တော်တို့ကြားနေအဲအဲဒါမျိုးတွေကိုအမေရိကန်ဒေါ်လာထရိုင်တော့မှအဲ့လိုလိုပြောနေပြီဆိုတော့အဲတကဘာလုံးကထိတ်တန့်ကြနံပါတ်1ဗျာစတားဗျာသူကဟာလား ဂါဗာမန့်ဒီဟိုတမနာမှာဆိုနံပါတ်1ပဲဗျာဒီလိုပုံပေါ်တကမာလုံးကြည့်နေတာဒီပုံပေါ်တဲ့ဇကားတဲ့မှန်ရရှိအောင်လားဟုတ်လားအဲ့တော့ဟို PDF ညီငယ်ညီမငယ်တွေကိုမင်းတို့နိုင်ငံသားမှာပတ်စံတွေထောက်ပံ့နေတဲ့နိုင်ငံသားခေါ်နေတော့မင်းတို့ကမင်းတို့သုံးသက်ဆုံးဖြတ်เนาะအခုအခုမင်းတို့မဲပေးဖို့အတွက်ဟိုဆိုမင်းတို့အမေရိကန်နိုင်ငံလူတွေတော့အကုန်လာတော့မြန်မာပြည်ကိုအမေရိကန်မှာမထောက်ဘူးမင်းတို့နိုင်ငံကိုဒါမဲသွားပေးရေကောက်ဖို့မြတ်တောက်ဖို့ဖြစ်အောင် မင်းတို့ကနိုင်ငံသားဝနေပြီးရေတော့ရေကောက်ဝမများတောက်လုံးမနေနဲ့အဲမင်းတို့များတောက်မင်းတို့သွားရွေးခန့်သွားပြီးလုံးဆိုပြတာဒါလိုမျိုးညွန်ကြားကြလိုက်တာဒါမြန်မာပြည်ကိုဒါကောင်းရကောင်းချောင်းလေးတွေဒါလိုထိန်းချောင်းပေးလိုက်တာကိုတွေ့ရတယ်အကြမ်းဖက်တွေကပေါက်ကလေးသေးနိုင်ငံပေါင်းဆိုရှောက်ဟုတ်ပြီးပတ်စံရဖို့တော့ရှောက်ပြောအဲ့ဒါကိုဟုတ်ဒီပတ်ဒီတဲ့ဂျီတွေကပြောလိုက်ဟောကပြောလိုက်ဟောကပြောလိုက်အမှအကြသူတို့အကြမ်းဖက်လော်ဘီတွေအလားအကြမ်းဖက်လော်ဘီတွေမီဒီယာတွေကတော့ရှောက်ဖပါပဲအားဘလို့ပြအခုဘလို့ဖောက်မလဲလို့ကျွန်တော်ကြည့်ရောပဲနော် အဲအကြမ်းဖက်ဘက်ကိုဒီသူတို့ရေပုံကန်ကြီးဘက်တွေကိုအားပေးနေတဲ့အမှုပညာရှင်တွေရှိတယ်အဲဒီဘက်ချမ်းမှာအမှုပညာရှင်တွေရှိတယ်အဲဒါထားလိုက်ပါတော့နာခါသာပညာရှင်လို့ပဲတုံးပါမှာဟုတ်ကကိုဒိန်းတောင်ကအဲ့လိုမျိုးတုံးတာတွေ့နေရတော့နိသူနည်းနည်း respect ထားပြီးလေးသောင်းအားဖြင့်ဒီလိုပဲတုံးလိုက်တော့ခါသာပညာရှင်တွေအဲ့ဒီဘက်မှာရှိတယ်သူတို့ဘလို့ခါသာဖောက်ပြီးခါသာအရှုံးဖောက်ကုန်တယ်ပေါ့ကျွန်တော်ကြည့်အောင်မဒီစကားကိုပေါ့နော်ဒီဘက်ကတော့ဗိုလ်ချုပ်ကြီးကိုပဲသူတို့ အဲဒီဘက်ကဘောမဆိုတဲ့အဖွဲတွေကိုဒါတို့အရှုံးဖောက်တာတွေများတာကိုတော့ပြက်လုံးတွေထုတ်တာများတာကိုအဲ့တော့ဒီအဦးသူဘလို့ပြက်လုံးထုတ်လဲဆိုကျွန်တော်ဆက်လက်စောင့်ကြည့်အောင်အဲ့တော့အမေရိကန်မှာရှိနေတဲ့ပတ်သက်လို့ပြန်လာရင်ဘလို့ကြိုးစုံမလဲဟမ်အမေရိကန်မှာနေနေတဲ့မမိုးတို့ဘာညာပြန်လာတော့မှလာမသိနော်အမအိုင်ရက်တို့မမိုးတို့အဲ့မှာနာမည်ကြီးဘာကြီးညာကြီးအမေရိကန်မှာရှိနေတဲ့ဟာကြီးလည်းရှိပါတယ်အများကြီးပါပဲဆိုသူတို့ပြန်လာတော့မှလာမသိရသူပြန်လာဘလို့ကြိုးစုံမလဲ နိုင်ငံတော်ကဘလို့ကျူစိုးတဲ့တယ်လဲဒါမျိုးလေးတွေကျွန်တော်ကောမန်ဒီမှာရေးပြသားပါဗျာနောက်သူတို့မကြခင်ပြန်လာတော့မယ်ဘာလို့အမေရိကန်ဒေါ်လာထရန့်ကိုတိသွားပြီလေမြန်မာပြည်ကတလောက်အေးချမ်းနေပြီမဲရွက်ကဝဲလုပ်ပြီးအစိုးရတက်လာတော့ငါတို့နိုင်ငံမှာမလို့ထားလဲမင်းတို့အပူပဲဒီကနေကမှစောက်ပြတာရှာပြီးနိုင်ငံကိုခေါ်ပြတ်စီနေတာအဲ့ဒါအမေရိကန်နိုင်ငံတိတယ်ဒီမှာလာပြီးတော့ပတ်စံနေနိုင်ငံတကာမှာပတ်ပြီးတော့မြန်မာတွေထွက်လာတဲ့အလုံးလုံးတဲ့ရှားတဲ့ပြည်ကိုနိုင်ငံဖျက်ဆီးဖို့အတွက်အဲလူတစုကိုပတ်စံပေးတယ်အဲလူတစုကနေမှဒီဘက်ကိုပပယားချပြီးဖျက်ဆီးတယ်ဒါမျိုးရှိတယ် နောက်နောက်ကဒီမိုကရက်တစ်ဆိုတဲ့အဖွဲ့အစည်းတွေကလည်းပဲအတိုင်းတားလက်တိုက်ကိုင်နေနဲ့ပေါင်းပြီးတော့ငွေကြေးတွေထောက်ပံ့ပြီးတော့နိုင်ငံကိုဖျက်ဆီးကိုင်နေဒေါ်နယ်ထရန့်တို့ကဒီမိုကရက်တစ်မဟုတ်ဘူးသူရီပပလီကန်ဆိုတော့သူကမျိုးချစ်တဲ့သူတွေပဲအဖွဲ့ဖြစ်တဲ့ခါကျတော့ဒီတပ်တော်ကာကြုတ်ကြီးကလည်းမျိုးချစ်တဲ့အဖွဲ့ရတော့သူကတော့ပေါင်းမိတာတော့ပေါင်းမိတာအဲ့လိုမျိုးရှိတယ်။အဲ့တော့အဲတိုက်ပြီးဖျက်ဆီးမဲ့သူတွေကိုပြန်ပို့မယ်ဆိုတော့စဉ်းစားကြပါနော်။အဲ့တော့ပြန်လာရင်ဘယ်လိုကြိုးစားခြင်းတလဲဆိုတာလေကျွန်တော်ကောင်းမှဖြေပေးစေချင်ပါတယ်။အားလုံးတို့လာပြပါသေးတယ်။